football master ပြည်သူများအားလုံးပဲမင်္ဂလာပါကျွန်တော်အခုဒါ33နှစ်အကြောင်းအရာကဒီ Arsenal အသင်းရဲ့နောက်ခံသူ William Saliba အကြောင်းအဓိကပြောချင်တာကတော့ William Saliba ကိုချီးကျူးချင်တာဘာကိုချီးကျူးချင်တာလဲဆိုတော့ဟိုဘောလုံးသမားဘောလုံးကစားတာကိုချီးကျူးချင်တာမဟုတ်ဘူးညင်ညံသွေးကိုချီးကျူးချင်တာချို့အရာတွေကဒီလမ်းကိုတေချာခင်းထားရင် well prepared ဖြစ်ရင်အနာဂတ်မှာရည်ရှိမှာနောက်ပိုင်းမှာပြဿနာတွေနည်းနိုင်တယ် ဟိုကစားသမားတူဦးပဲဖြစ်ဖြစ်ဒီကျွန်တော်တို့ပြင်ပလူနေမှုဘဝလူသားတူဦးပဲဖြစ်ဖြစ်ချို့အရာတွေမှာတော့အဲ့လောက်တော့ညံကောင်းစီကျင်တာပေါ့နော်ဆိုတော့ဟိုဝီလျံဆာလီဗာနဲ့ပတ်သက်ပြီးအဓိကပါပြောတာဆိုအခုဆိုအာဆနယ်အသင်းနဲ့ဆာလီဗာကတန်တန်းလို့စာချုပ်ထုတ်လိုက်တယ်အားလုံးလည်းသိတယ်ဆိုတော့အဲ့တန်တန်းလို့စာချုပ်ထုတ်တဲ့အချိန်မှာသူကပြောလဲဆိုတော့ I can't leave Arsenal until I've won a trophy ဆိုသူပြောသွားတယ်အဲဖလာတလုံး အဓိကဖလားတစ်လုံးပေါ့နော်သူဆိုလိုတော့အဓိကဖလားတစ်လုံးပေါ့ဖလားတစ်လုံးလုံးမရမချင်းတော့အာဆနယ်ကနေပြီးတော့ကျွန်တော်ထွက်မှသွားခြင်းဟုငါးနှစ်တက်တန်းစာချုပ်ချုပ်အပြီးမှာပေါ့ချုပ်ပြီးမှာသူအဲ့ဒါကိုပြောလိုက်တယ်ဆိုတော့သူပြောတဲ့အထက်မှာ Trent Alexander Arnold လို့ Trent Alexander Arnold Real Madrid ကိုပြောင်းတယ်လို့မျိုးပြောင်းဖို့အတွက်သူဘယ်တော့မှမစဉ်းစားခဲ့ဘူးဘာကြောင့်လဲဆိုတော့ Arsenal နဲ့အတူ Major Trophy ဘာမှမယူနိုင်သေးလို့ အဲ့ဒါညံကောင်းတာလို့ကျွန်တော်မြင်တာပေါ့နော်ညံကောင်းတာဘလုံးသမားတယောက်ကအနာဂတ်မှာအာဆနယ်ထပ်ပို့ပြီးတော့သူ့အတွက်အခွင့်အရေးကောင်းမဲ့အလားလာကောင်းမဲ့တခုခုပေါ့သူ့အတွက်ပိုလိုလားမဲ့အသင်းတစ်သင်းပေါ်လာနိုင်တယ်အဲ့ပေါ်လာနိုင်တဲ့အခါမှာဝီလန်ဆယ်ဘာဟာတာလုံသွားပြီသူပြောတဲ့စကားကဆိုတော့အလက်ဇန္ဒားအာနိုလီဗာပူးနဲ့အတူအောင်မြင်မှုတွေဆူလားတွေရခဲ့တယ်။ဒါပေမဲ့ထွက်သွားတဲ့အချိန်မှာပြဿနာတွေရှိခဲ့တယ်။ဆိုတော့ ဟိုဘာကြောင့်လဲဆိုတော့အတင်းဘက်ကကြည့်တော့လေပြိသက်တွေဘက်ကကြည့်တော့ဘယ်တော့မှမထွက်တော့ဘူးလို့ထင်တာလေရှင်းရှင်းပြောရင်ရှင်းရှင်းလင်းလင်းမလုတ်ခဲ့တဲ့တန်ပေါ့လေကျွန်တော်အာနိုးကိုအပြစ်ပြောတာမဟုတ်ဘူးဒါပေမဲ့ तू ရှင်းရှင်းလင်းမရှိခဲ့ဘူးပြိသက်တွေဟာ तू နဲ့ပတ်သက်ရင်ဟိုယုံကြည်မှုတစ်ခုပဲရှိတာအာနိုးကတော့ဗန်ဒိုက်တို့မိုဆလာတို့မရှိတော့ရတာမှလီဗာပူးကပ္တိန်လက်ပတ်ကိုပတ်ပြီးတော့ဒီအသင်းမှာဆက်ရှိမဲ့သူတို့ထင်ခဲ့တာဒါပေမဲ့အာနိုးကနောက်တော့ပြောင်းသွားပြောင်းတော့ပြိသက်ဒေါသထွက်ကြတယ် ဟုတ်တကယ်တမ်းဆိုရင်အခု तू Premier League title နှစ်ကြိမ်ယူပေးတယ် FA Flora ယူပေးတယ် Champions League အောင်မြင်မှုယူပေးခဲ့တယ်เนาะနောက်ဒါ तू တယောက်တည်းယူလာတာမဟုတ်ပြင်မယ်ကျွန်တော်ဒီလိုပဲပြောအောင်ဆိုယူပေးခဲ့တယ်နောက်တော့ तू ပြောင်းသွားပြောင်းသွားတဲ့ကျွန်မပြဿနာရတတ်တယ်ဆိုတော့ William Saliba ကအဲ့ဒီအားလေး तू အခုဒီတက်တန်းထုတ်လိုက်တဲ့အချိန်မှာအချိန်သားကြိုက်ပြီးတော့ तू အတင်း Arsenal ဟာ Premier League or UCL တခုခုရဖို့အတွက်တော်တော်လေးမျှော်လင့်လို့ရတဲ့အနေထားရောက်နေတယ်။ကျန်တဲ့အသင်းတွေက မျောလင်းချက်မရှိဘူးလို့မဆိုလို့ဘူးเนาะတချို့တွေဟိုနားလည်အောင်လို့ပြောတာကျွန်တော်ကအာဆနယ်ကတော့ဒီရာသီ UCL ဖလားကိုမျောလင်းလို့ရလာပြီလို့ပြောရင်ဘာစီလိုနာကိုမရဘူးလားရယ်မက်ဒရစ်ကိုမရဘူးလားမန်စီးတီးကိုမရဘူးလားအဲ့လိုမဟုတ်ဘူးအဲ့အသင်းတွေလည်းမျောလင်းလို့ရတယ်အာဆနယ်ဟာမျောလင်းလို့မရတဲ့အခြေအနေကနေကိုမျောလင်းလို့ရတဲ့အခြေအနေကိုရောက်လာပြီလို့ပြောတာအခုလေဒီအတိုင်းပဲဝီလျံဆာလီဗာသူ့အသင်းကသူကစားနေတဲ့လက်ရှိအာဆနယ်အသင်းက Premier League ဖလား သို့မဟုတ် UCF လားတလုံးလုံးအတီးက major supply တလုံးလုံးကိုကျွန်တော်လုံးလို့ရတဲ့အနေထားကိုရောက်လာပြီရောက်လာတဲ့အချိန်မှာသူကဟိုအာစနမှာတစ်သလုံးနေမယ်လို့သူသူ့ကိုသူလည်းအာမခံနိုင်တာမဟုတ်ဘူးနေပြစ်ခိုင်းရင်လည်းပြဿနာမရှိဘူးအဲမနေပြစ်ခိုင်းရင်တော့သူအခုပြောသွားတဲ့ဇာခါကအရင်ကောင်းတယ်ဆိုတော့ဒီအလဇနောအာနိုနဲ့သူချိတ်ပြီးတော့ပြောသွားတယ်အာနိုကလီဗာပူးမှာစူပလာတချို့ရခဲ့တယ်ကျွန်တော်အနေနဲ့ကြတော့ community ရှိလေးကလွဲပြီးဘာမှမရသေးဘူးကျွန်တော်အာဆနယ်အတွက် club ကကျွန်တော်အာဆနယ်အတွက်ဒီဘယ်လိုခေါ်မလဲဆိုတော့ဘာမှမလုပ်ပေးနိုင်သေးပဲနဲ့ထွက်ဖို့မစင်စားဘူးကျွန်တော်ဒီ club အသင်းကိုချစ်တယ်အသင်းကကျွန်တော်ကိုလုပ်ပေးခဲ့တယ်လို့ကျွန်တော်ကအသင်းကိုပြန်မလုပ်ပေးနိုင်သေးပဲနဲ့တော့ကျွန်တော်ဒီအသင်းကသွားကြတာမဟုတ်ဘူးဆိုတဲ့စကားတွေပြောသွားတာပေါ့လေပြောတဲ့စကားကတော်တော်လေးလှပါတယ်အာဆနယ်ပရီးမီယာလိဂ်ဖလား ်ယူနိုင်တဲ့အချိန်အဲသို့မဟုတ်ဒီ UCL Plus ယူနိုင်တဲ့အချိန်ဒီရာသီဖြစ်ဖြစ်မယ်နောက်ရာသီဖြစ်ဖြစ်ပြန်နောက်တရာသီဖြစ်ဖြစ်မယ်ဝီလန်ဆလေဗာဟာအရွယ်ကောင်းမဲ့ရှိသေးတယ်တစ်ချိန်ချိန်မှာသူအာဆနယ်ကနေခွဲခွာပြစ်ခဲ့ရင်သူအခုပြောလိုက်တဲ့ဇကာကတော်တော်လေးတာလုံးတယ်အတင်းအတွက် major supply တလုံးချူပြီးပြီးတဲ့နောက်မှာဝီလန်ဆလေဗာအတင်းပြောင်းကျင်လာပြီဆိုအာဆနယ်ပြည်သက်တွေအများကြီး နားလေသဘောပေါက်လိမ့်မယ်သူအစတည်းကဒီစကားကိုခံခဲ့တာရိုးရိုးသားသားသူပြောခဲ့တာဘာမှဖြစ်မလာခင်တည်းကဖြစ်လာခဲ့ရင်တော့ဒါလောက်ကောင်းလုပ်မယ်လို့ကြိုပြောထားတာညံကောင်းတာပဲကျွန်တော်ကျွန်တော်အဲ့လိုဘောလုံးသမားတွေကိုဟောဘောလုံးသမားတွေကိုကိုကစားနေတဲ့အခုဒီ nepe နဲ့ပတ်သက်ပြီးတော့အလောက်တော့ intelligent ရှိစေခြင်းလေအလုပ်သမားတွေဆိုရင်လည်းကိုလုပ်နေတဲ့လုပ်ငန်းခွင်မှာအလောက်တော့လဲစေခြင်းလေအလောက်တော့ပါနတ်စေခြင်းလေအဓိကတော့အဓိကအဲ့ဒါကိုပြောချင်တာပြီးတော့ William Salivar က တကယ်လက်ရှိဥရောပဘောလုံးရေဝါမှာထိတ်တန်းနောက်ခံလူကောင်းကတကယ်ပြောတာတကယ်ရှားပါတယ်နောက်ခံအတွင်းလူကောင်းကတကယ်ရှားပါတယ်ဝီလျံဆလူကပြိုလိုင်းကြိုက်တဲ့နှင်းစီခိုင်းဖြစ်လဲဖြစ်နေတယ်ဆက်လဲဖြစ်နေရောမှာသူ့ performance ကလည်းတကယ်တိတိတော်တော်ကောင်းတယ်အာစနယ်မှာကာရီမဂါဟိတ်တိုးတက်လာတယ်ဟိုကာလာဖီရီတိုးတက်လာတယ်ဂျူရန်ထင်မှာအားကိုးရတယ်အဆရှိသဖြင့်ပြောနေလဲဝီလျံဆလူကအာစနယ်ရဲ့ ခံစစ်မှာတကယ် gate keeper ပဲ तू तू အဓိကပဲ तू ကင်ထားတာဒီတော့တွေကို तू ကအကောင်းဆုံးလို့ပြောလို့ရတယ်ဟိုလွယ်လွယ်ပြောရရင်ဒီပြိုင်ဘက်အသင်းတွေစားလို့ပါကစားတဲ့အချိန်မှာပြိုင်ဘက်အသင်းတွေရဲ့တပွဲပြန့်မြပေါ့နော်ဂိုးပေါက်ကန်သွင်းခွင့်ဟာ8.3ပဲရှိတယ် data ကဟိုဘယ်လိုပြောမလဲဆိုတော့ဟို အချက်အလက်ကိုအရန်အပြုတ်ကျင်တာတော့မဟုတ်ဒါပေမဲ့ကိုင်းထဲမှာလည်းမြင်ရပြီးသားကိုင်းထဲမှာမြင်ရတယ်ပြန်အချက်လက်ကိုလည်းပြောရအချက်လက်ဘက်ကလည်းတာလုံးတယ်ဆိုတော့ပြောကျင်တာဆိုတော့ဟိုသူစကစားကလေးကအာစနယ်မှာသူစကစားကလေးကတိုင်ပဲအသင်းတွေကတပွဲပြန့်မြဒီကိုပေါ့ချင်းချောက်မှုက8.3 6.3ချိန်ရှိတယ်ပြီးတော့ expected goal against ပေါ့ပြန်ဘက်တည်ရတဲ့ဒီ expected goal တန်ဖိုးက0.98ရှိတယ် ူမပါနိုင်တဲ့ပွဲတွေလည်းရှိတယ်။သူမပါနိုင်တဲ့ပွဲတွေမှာပြန်ဘက်တွေရဲ့ဂိုးကန်သွင်းခွင့်အရေးအတွက်လည်းတစ်စိတသမခွန်အထိမြင့်တက်သွားတယ်။ပြန်ဘက်တွေရတဲ့ expected goal value ကလည်း1.43 0.98ကနေ1.43အထိမြင့်တက်သွားတယ်။ဆိုတော့ဒါဆာလိုဘာကစားခဲ့တဲ့တခြားလုံးပြောတာနော်။ပြီးခဲ့တဲ့ရာသီတို့ဒီရာသီတို့ကိုပဲကွက်ပြောမယ်ဆိုရင်ခင်္ဂလန်းတွေကပိုတော်အားကောင်းလာမှာအာဆနယ်ကအခုဆိုရင်ပြန်ဘက်အသင်းတစ်သင်းကို ဒီ expected goal against ကို0.5ကျော်ပေးတယ်ဆိုတော့တော်တော်ရှားလာဆိုလိုတာဒါသူတွေမကောက်ကျန်တဲ့သူတွေလည်းအကုန်ကောင်းလာလို့ပေါ့ဗျာပို့ပြီးတော့တိုးတက်လာတယ်ဒါပေမဲ့သူစကစားတဲ့ကတွက်ရင်လေ William Saliba ပါခြင်းနဲ့မပါခြင်းအာဆင်နယ်ကသိတာနေတော့မယ်ဆိုတော့ဒီချိုးစကားလေးတွေကလည်းအညာကိုထိတယ်ဘောလုံးရာသီတရာသီကပြီးသွားပြီကိုအသင်းကဒုတိယနေ့ပဲကျင်းနေရတယ်ကျွန်တော်တို့လည်းစိတ်ဆိုးတာပေါ့ဒေါသထွက်တာပေါ့ဗျာ ။ဟုတ်တယ်အာဆနယ်ပရိသတ်တွေလည်းအဲ့ဒါကိုခံစားနေရတယ်။အဲ့တော့ပရိသတ်တွေကိုမင်းတို့လိုပဲငါလည်းအဲ့လိုပဲခံစားနေရတာလို့ပြောလိုက်တယ်လို့ပဲ။ဟိုစကားရိုးရိုးရှင်းရှင်းလေးနဲ့ထိထိရောက်ပဲပြောသွားတာ။ကျွန်တော်လည်းဒေါသထွက်တာပေါ့ဗျာ။ဒုတိယရာသီနဲ့ဘလုံးရာသီတရားသီပြီးသွားတယ်။ကိုကဒုတိယပဲရတယ်။အဲဆိုတာမျိုးကျွန်တော်ဒီမိတ်ဆွေတွေနဲ့မိသားစုနဲ့အပျော်ခီးတွေထွက်တဲ့အခါကိုယူခဲ့တဲ့ supply အကြောင်းကျွန်တော်လည်းပြောချင်တာပေါ့ဗျာစကားတွေကတကယ် ဟိုဘာမှအစင်တစားကွန့်မျိုးထားတာမပါဟိုအရှိတရားတွေကနေပြီးတော့ပဲဟိုရိုးရိုးရှင်းရှင်းလေးနဲ့ထိအောင်ပြောသွားတာအဲကျွန်တော်တကယ်အရန်ချီကျူးတယ်ဝီလျံဆာလီဝါကစားတာလည်းကြိုက်ပြီးသားအခုအချိန်မှာဝီလျံဆာလီဝါကအခုဒါပရီးမီယာလိဂ်ဖလားသူမရသေးဘူးတစ်ချိန်ယူလိုက်တယ်ပေါ့ထားရတော့နှစ်ချိန်ယူလိုက်နိုင်တယ်ပေါ့အာဖနာမှာသူ့ရဲ့ဒီယက်တီမှုကလည်း Thierry Henry Dennis Bergkamp လို့အနေထားမဟုတ်ဘူးဆိုတော့မှာသူကလည်းအာဖနာတပိုင်းမှာ Robert Pires တို့လောက်တော့အ ਨੇ ဆုံးကြံခဲ့တယ် အဲ့ဒါ online service ပါပါကြောင့်လဲဆိုတော့ဥဆောင်ကစားသမားပဲလေခန်းစစ်ကနေပြီးအတင်းအတွက်အများကြီးသူအကျိုးပြုပေးနေတာဆိုတော့ဒီကစားသမားကအခုဒီစကားပြောလာပြီအဲ့တော့ကျွန်တော်တို့ကဟိုသူပြောလာတယ်ကိုကကြော်ပြီးတော့တွေးကြည့်လိုက်တယ်ဆာလမာက real တို့ barcelona တို့အခွင့်အရေးရရင်ပြောင်းကျင်လာလားလို့ပြောင်းကျင်လို့သူဒီစကားပြောတာပေါ့အာဆနယ်မှာပဲဒါဆိုတစ်လုံးနေသွားနိုင်တာနေလဲနေနိုင်တယ်ကို့အတင်းကပို့ပြီးတော့အားကောင်းလာလဲနေနိုင်တယ်ဒါပေမဲ့တစ်ဖက်မှာမငင်းဆန်နိုင်တဲ့အခုဆို ရယ်မက်ဒရစ်ကဝီလျံဆာလီဗာကိုတောက်လျှောက်တောက်လျှောက်ထိုးလိုက်နေတာအသည့်သားကြီးအဲ့မှာမှာသူကလည်းဥမာကိုပေးတာရယ်မက်ဒရစ်နဲ့ပေးသွားတာအာနိုလို့တော့ကျွန်တော်ရယ်မက်ဒရစ်ကိုအဲမပြောင်းဘူးဆိုတော့သူဥမာပေးတဲ့အပြောင်းအရွှေ့ကစားသမားကလပ်ကိုကရယ်မက်ဒရစ်ဖြစ်နေတာဆိုတော့ရယ်မက်ဒရစ်ကသူတစ်ချိန်ချိန်မှာပြောင်းကောင်းပြောင်းနိုင်တယ်ဒါပေမဲ့သူကအခုပရိသတ်တွေကိုကျွန်တော်တော့ဟိုစကားဖလောက်အောင်ပြောရင်လှတယ်ကျွန်တော်တော့ဖလားရနဲ့ထွက်ပြီးနောဆိုရင်စကားကရိုင်းတယ်ကျွန်တော်ဒီဖလားအဓိကဖလားတစ်ခုခုမရမချင်း ဒီအသင်းကကျွန်တော်မထွက်ချင်ဘူးပြန်ကျွန်တော်ပြန်ပေးဆက်မှာရှိသေးတယ်အတိတ်ပဲအတူတူပဲဒါပေမဲ့စကားအရန်လှသွားတယ်အဓိကဖလားတလုံးရရနဲ့ကျွန်တော်ထွက်ပြီနော်ဆိုတာနဲ့အဓိကဖလားတလုံးမရမချင်းကျွန်တော်ဒီအသင်းကမထွက်ချင်သေးဘူးဒီအသင်းကိုကျွန်တော်ပြန်ပေးဆက်အောင်မှာဘလာဘလာအရန်လိုက်တယ်ဆိုတော့အဓိကဟိုအမှန်ဆိုဟိုဒီညဘာမှတော့မမတင်တော့မလည်းပြန်ကြမှာ post တခုနှစ်ခုလောက်တင်ရမယ်စဉ်းစားထားတာ William Silver နဲ့ပတ်သက်ပြီးအတွေးပေါ်လာတော့ဩ အပြင်းမလုပ်ငန်းခွင်မှာလေလူတွေဘလောက်ညံကောင်းမှုလို့တလဲဆိုတာလေတခုကြုံလာလို့ပါဆာလီဗာလောက်တော့လေရင်ကောင်းမယ်ပေါ့နော်အားလုံးပဲအားလုံးပဲအားလုံးပြောတာဂျိုးအခြေအနေတွေအတွက် well prepared ကြိုတင်ပြင်ဆင်ထားတာမျိုးဆိုတော့အဓိကတော့ဒီအားလေးပြောချင်တာဖြစ်ပါတယ်ကျေးဇူးအားပေးခဲ့ကြတဲ့ former subscriber များအားလုံးကျေးဇူးတင်ပါတယ်အားလုံးအတွက်တကယ်ဟိုဘယ်လိုကောင်းမလဲဟိုဒါလေးကိုနားထောင်ရင်းနဲ့ ကို ရောက်နေတဲ့နေရာကိုရောက်နေတဲ့အခြေအနေကနေတော့ညံနေစင်ပွားပြီးတော့တချို့အရာတွေကိုဝက်ပရပယ်လောင်းနေပါသေးလို့လေဒါကျွန်တော်ဆူတောင်းပေးလိုက်ပါတယ်